ဲ့ဒီယဟန်ဟာတကူရှိတဲ့ယဟန်တကူသူကအဘိညာဉ်တကူတွေဇာနေတောထကျင့်စဉ်နေအောင်မြင်ထားပြီးတွေ့ကြောင်းသူစိတ်ထဲမှာဒီအဖြစ်မှန်ကိုဖယ်သွားရှာတယ်လဲလို့ဆိုလို့ရှိရင်တကူရှိတဲ့နတ်တွေတော့သိပါပဲလို့တကူရှင်တွေတော့သိပါပဲဆိုပြီးနတ်တွေဟာတကူကြီးတွေနတ်တွေဒီအဖြစ်ကိုတော့ထုံနိုင်မှာပဲလို့ဆိုပြီးသူစိတ်ကူးရတာနဲ့သမာဓိ သွားဘက်တစ်ခုဝင်စားလိုက်တဲ့အခါလက်ပြေကိုသွားဖို့အာယုံညွန့်လိုက်တော့လက်ပြေသွားဖို့လမ်းကြောင်းသူ့ဖို့မှာပေါ်လာခဲ့ဒီလိုဆိုတာပေါ့နော်တကိုးနဲ့ဖန်ဆင်းလိုက်တာလက်ပြေသွားမဲ့လမ်းကြောင်းကြီးသူ့အတွက်ရရှာလာတဲ့အခါသူလက်တွေကိုသူ့အစွမ်းတကိုးနဲ့ချိန်ပြီးတော့စတုမာရိပုံကလက်တွေစီကိုချက်ကတ်သွားတယ်ချက်ကတ်သွားပြီးတော့မေးတယ်သူက ပထဝီအဝတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါဟာဘယ်မှာအကျဲမဲ့ချုပ်တယ်လဲပြောပါဒီမင်းကွန်သွားမေးမေးတဲ့အခါကျတော့သူတို့ကဘာပြောလို့ဆိုကျွန်ုပ်တို့လည်းမသိပါဘူးတဲ့ဘယ်မှာချုပ်တယ်ဆိုတာကျွန်ုပ်တို့မသိဘူးတဲ့ကျွန်ုပ်တို့လည်းဘုံတကူကြီးတဲ့နမင်းကြီးလေးပါဆိုတာရှိတယ်သူသူတို့မေးကြည့်ပါသူတို့သိနိုင်ပါတယ်လို့ဆိုတော့ အဲ့ဒီယံကဆက်သွားပြီးတကိုးကြီးတဲ့စတုမာရဲ့နာမည်ကြီး၄ယောက်စီချင်းကချင်းကပြီးတော့ဒီမိန်းကမေးပြန်မေးတဲ့အခါနာမည်ကြီး၄ဦးကလည်းပဲဒီအဖြေကိုသူတို့မသိပါဘူးတဲ့ဘယ်နေရာမှာဓာတ်ကြီး၄ပါးချုပ်တယ်ဆိုတာသူမပြောနိုင်ပါဘူးတာဝရိန်နာနတ်တွေဟာသူတို့ရဲ့ဘုံကိုကြီးပါလေစွမ်းတတ္တိတွေထက်ပါလေအဲ့တော့တာဝရိန်နာနတ်တွေကိုသွားမေးပါလို့ဆို နော်တယောက်တယောက်တွဲသွားတာအဖြစ်မပေးနဲ့သူတို့ဟာတကူမချီဘူးလားဆိုကြီးကြတိုးတော်လဲအသိဉာဏ်ကြတော့တကူရှိုံနဲ့အသိဉာဏ်ဆိုမရှိနိုင်ဘူးဒါကြောင့်တာဝရိနာနတ်တွေကိုလွှဲလိုက်တော့တာဝရိနာနတ်တွေစီသွားမေးပြန်မေးတဲ့အခါတာဝရိနာနတ်တွေကလည်းပြောတယ်ကျွန်တို့မသိပါဘူးတဲ့ဒီဟာအဖြစ်မသိဘူးတိုးတော်တရားမင်းကြီးဟာကျွန်တို့တို့ ကျွန်ုပ်တို့ဟောအုတ်ချုပ်နေတဲ့တရားမင်းကြီးဟာအတိပညာဓမ္မကြီးမားတယ်ပေါ့ကျွန်ုပ်တို့တဲ့စာပေါင်းများစွာပညာကျွယ်ဝတကူးကြီးတယ်သူမေးကြည့်ပါလို့ဆိုအဲ့ဒီယဟန်ကတရားမင်းကြီးရှိရောက်ပါရောက်တော်ပြီတရားမင်းကိုလည်းမေးပြန်တယ်ခကြီးလေးပါဘယ်နေရာမှာအကျဉ်းချံမရှိအောင်ချုပ်တယ်လို့ဆိုတော့ဒါကြောင့်မင်းကြီးကလည်းဖြေနိုင်မှုတူတ ဒီပြနေရတော့သိကျင်သိမယ်ဒီမေကုံးကိုဖြေနိုင်ဖို့ဆိုတာဓမ္မခဲနာလေးနဲ့တဲ့မေကုံးတစ်ခုဖြစ်နေတော့တရားမင်းကြီးကလည်းဘာပြောတော့သူကျွန်ုပ်လည်းမသိဘူးတဲ့ကျွန်ုပ်တို့တဲ့တကူကြီးတဲ့တာဝရိန္ဒာလက်ပြည်တဲ့အစစ်မြင့်တဲ့ယာမာနတ်ပြည်ဆိုတာရှိတယ်အဲ့ဒီယာမာနတ်တွေကိုသွားမေးပါလို့ဆိုတော့ဘုံတစင်းတက်ပြီးတော့ယာမာနတ်ပြည်ကနတ်တွေမေးပြန် ဟုတ်တယ်တကူကြည့်တာမှန်တယ်တာဝရဏနဲ့တည်တယ်ယမနတ်တည်ရတတန်းလည်းရှိတယ်တကူလည်းပုတ်ကြည့်တယ်သို့သောဒီရဟန်းကဓာတ်ကြီးလေးပါဘယ်မှာချုပ်တယ်လဲဆိုရင်မိကုံကိုမေးတဲ့အခါသူတို့ကလည်းပြန်ဖြေကြတယ်ကျွန်ုပ်တို့မသိပါဘူးတဲ့မဖြေနိုင်ပါဘူးဒီမိကုံအဲ့တော့သူတို့ကဘုသူစီပို့တော့ဆိုယမနတ်ပြည်ကိုအုပ်စိုးနေတဲ့သူယမနတ်မင်းစီကိုပို့တယ် သူ့ရမနမဲဟာသူတို့လည်းပို့ပြီးတကိုးကြည့်တယ်သူသိနိုင်တယ်ဆိုအဲ့ဒီပို့လိုက်တော့ပတ်မေးပြန်နော်တကိုးရှင်နေတကိုးရှင်နေကြည့်တကိုးရှင်ဖြစ်တိုင်းအသိဉာဏ်ဆိုတာရှိတာမဟုတ်ဘူးစွမ်းတကိုးရှိတိုင်းအသိဉာဏ်ဆိုတာရှိနိုင်မှုအဲ့တော့သူ့ရမနမဲနဲ့သွားတွေ့ပြန်တော့လေသူ့ရမနမဲကအပြင်းပေးနိုင်မှုဒီမေကုံပြင်းမပေးနိုင်တော့သူကဘယ်သူညွှန်လိုက်တုံးဆို သူတို့ရဲ့အဆင့်တန်းမြင့်နဲ့တုတိတန်လက်ပြေဆိုတာရှိတယ်အဲ့ဒီလက်တွေကိုတောင်းပေးပါလို့ဆိုတော့အော်တင့်တက်တော့တုတိတန်လက်တွေကယာမနတ်တွေရဲ့သတ္တန်လည်းရှိတယ်တကူလည်းပူကြီးတောင်းပေးမေးတဲ့အခါသူတို့ကလည်းမသိပါဘူးတဲ့မဖြေနိုင်ပါဘူးဒါပေမဲ့သူတို့တဲ့တကူကြီးတဲ့တန်တုတိတန်နတ်မင်းဆိုတာရှိတယ်သူတို့ပေါ်မှာအုတ်ချုပ်နေတဲ့နတ်မင်းအဲ့ဒီနတ်မင်းကိုမေးပါလို့ဆိုတော့ နမင်းသွားပေးပြန်တော့လေနမင်းကမဖြေနိုင်ဘူးတဖေးနိုင်တော့သူကသူ့ရဲ့တကိုးကြီးတဲ့နတ်တေစီပို့လိုက်ပြန်ဘယ်ပို့တော့ဆိုနေမနာရတိနတ်တေရှိတယ်အဲ့ဒီနေမနာရတိနတ်တေဟာအစွမ်းတကိုးကြီးမှကြတယ်သူတို့ကိုသွားမေးပါဆိုမေးတယ်ဒီမေးကုန်းမေးတဲ့အခါသူတို့ကလည်းဖြေကြတယ်မဖြေနိုင်ဘူးတဲ့သူတို့မသိပါဘူးသူတို့ရဲ့တကိုးကြီးတဲ့သူ့နေမိတာ နတ်သားဆိုတာရှိတယ်သူ့ကိုမေးပါလို့ဆိုအဲဒီသူတို့ပုံမှန်ရမို့အချုပ်နေတဲ့သူ့နေမိတာနတ်သားကိုသွားမေးတဲ့အခါလေအဲဒီနတ်သားက "तू မသိဘူးသူ့တဲ့အစင်မြင့်တဲ့ပရနေမိတာဝတ္တဝတိဆိုတာရှိတယ်"အဲဒီလက်တွေကိုသွားမေးပါဆိုဩနတ်ပြည်၆တက်ကတစင်းတစင်းနဲ့လွတ်လိုက်တာဒီယဟန်ကလည်းတကူးရှိတဲ့ယဟန်ပဲသို့တော့ သူလည်းအဖြေမသိဘူးသူသိချင်တာကိုလိုက်မေးတာလေအစွမ်းတကူရှိတဲ့လူတွေကိုလိုက်မေးဘယ်သူမှအဖြေမပေးနိုင်ဘူးပရဏိမိတဝတ္တဝတိနတ်ပြည်ရောက်သွားတော့လေအဲ့ဒီနတ်တွေဟာတကူကြီးပေမဲ့လို့ဒီမေခွန်းရဲ့အဖြေကိုမဖြေနိုင်ကြဘူးမဖြေနိုင်တဲ့အတွက်ကြောင့်သူတို့ပေါ်မှာအုပ်ချုပ်နေတဲ့တကူကြီးတဲ့ဝတ္တဝတိနတ်မင်းကြီးစီပို့လိုက်တော့ဝတ္တဝတိနတ်မင်းကြီးကလည်းသူမဖြေနိုင်ဘူးအဲ့တော့ ဝတ္တဝတ္တိနတ်ပြည်ကနတ်တွေဟာအမ္ဒာမအစွမ်းတကူထက်ကြသို့တော်လည်းပဲဒီယဟန်မေးတဲ့မိကုံးကိုသူတို့လည်းမပြေနိုင်ကြဘူးမပြေနိုင်တော့သူတို့ကအားပြောတော့အရှင်ဘုရားတဲ့တပည့်တော်တို့တဲ့တကူကြီးတဲ့ပြမာတွေဆိုတာရှိတယ်အဲ့ဒီပြမာတွေကိုတွမ်းမေးပါလို့ဆိုတော့ဒီယဟန်ကပမာတိစွမ်းအားတွေထပ်မြင့်လိုက်တဲ့အခါပြမာတွေနဲ့စုံစည်းနိုင်တဲ့အစွမ်းတကူသူရတယ် ရပ်ပြီးတော့နတ်ပြည်ကနေဖြမပြည်ထီအောင်တက်သွားတယ်။တက်သွားတော့ဖြမတွေနဲ့သွားတွေ့။ပြည့်ပြီးတော့ဒီမေခွန်းမေးတယ်။ပထဝီတတ်အဘောတတ်ဒေဇောတတ်ဝါယောတတ်လို့ဆိုတဲ့ဒီတတ်ကြီးလေးပါဟာဘယ်နေရာမှာကုံချုပ်တယ်လဲ။ကျဉ်ကြံရှိအောင်ချုပ်တယ်လဲ။ဒီမေခွန်းမေးတယ်ဖြမတွေကပြောတယ်အရှင်ဘုရားတဲ့တပည့်တော်တို့လည်းမသိဘူးလို့ထင်တယ်။ ော်ဘယ်လိုပဲတကူကြည့်ကြည့်ပညာဆိုတာအမှန်မှအရေးကြီးတာနော်သူတို့လည်းမသိဘူးတဲ့အဲ့တော့သူတို့တဲ့တကူကြည့်တဲ့မဟာဗြဟ္မာကြီးဆိုတာရှိတယ်တဲ့အဲ့ဒီမဟာဗြဟ္မာကြီးတော့သိကောင်းသိလိုက်မယ်လို့ပြောကြတဲ့အခါအဲ့ရန်ကမေးတယ်ဒါဖြင့်မဟာဗြဟ္မာကြီးကဘယ်မှာလဲလို့ဆိုဗြဟ္မာကြီးကပြောတယ်မဟာဗြဟ္မာကြီးဘယ်နှမှာနေတယ်ဆိုတာသူတို့လည်းမသိဘူးတဲ့ သူကလည်းတလောက်တကိုးကြည့်တယ်ဗြဟ္မာမင်းကြီးမဟာဗြဟ္မာကြီးကဘယ်နှမနေမှန်းဗြဟ္မာတွေကမသိဘူးတဲ့သူဘယ်နှမဘာလုပ်နေတယ်ဆိုတာသူဘာမှမသိသူတို့မသိနိုင်ဘူးတဲ့သိနိုင်စွာမရှိဒါပေမဲ့လို့သူလာတော့မယ်ဆိုလို့ရှိရင်တော့အရှင်ညမိတ်တွေအရင်ပြအရှင်ညမိတ်တွေပေါ်လာတယ်အလင်းရောင်တွေဖြာကနေကြလာတယ်အလင်းရောင်တွေပေါ်လာတယ် ဲ့လိုပေါ်လာပြီဆိုလို့ရှိရင်တော့ပြမာကြီးလာတော့မှာပဲဆိုတဲ့တင်္ကေတသူတို့မှာရှိတယ်လို့အဲ့လိုပြောနေတဲ့အချိန်မှာပဲအနည်းရောင်အလင်းတန်းကြီးတစ်ခုကနေထိုးကြဟောအဲ့ဒါဆိုလို့ရှိရင်ပြမာကြီးရောက်လာလိမ့်မယ်မဟာပြမာကြီးရောက်လာတော့မှာပဲလို့ပြောကြတဲ့အခါကျတော့ယဟန်ကမကြခင်မဲ့ သူတို့ကြည့်နေတဲ့အချိန်မှာပဲမဟာဗြမာကြီးကဖွားကနေသူတို့ရှိပေါ်လာဗြမာတွေချားမှာမဟာဗြမာကြီးရောက်ရှိပြီးတော့လာအဲ့ဒီအချိန်မှာယဟန်ကမဟာဗြမာကြီးစီချင်းကပ်